Hello နေ့စဉ်တိုင်းချင်းများအားလုံးမင်္ဂလာပါရှင်အခုချိန်ပြင်မဲ့ရီတင်လေးကတော့သူ့ရင်ထဲမှာကိုရှိသေးတာဆိုပြီးတော့မှကြည့်ပြသွားမှာပဲဖြစ်ပါတယ်ခုချင်းနေတဲ့သူလေးတွေရဲ့တစ်ဖက်သူရဲ့ရင်ထဲစိတ်ထဲမှာပေါ့နော်ကိုချောင်းရှိသေးတာဆိုပြီးတော့ကိုနဲ့ပတ်သက်ပြီးတော့သူ့ရင်ထဲမှာလူချောင်းရလေးတွေရှိနေတယ်ကြည့်ပြသွားပါမယ်ဒီမှာခွေလေးတော့ခုခွဲပြထားတယ်ပေါ့နော် ဒါလေးက group 1 group 2 group 3ဆိုပြီးတော့ group 3ခုရှိပါတယ်မိမိမျက်စိထဲမှာနှစ်သက်ဆုံးပေါ့နော်မျက်စိထဲမှာဟိုကိုယ်စိတ်ကိုအဆွဲဆောင်ဆုံးကတ်တက်ကုန်ရွေးချယ်ပြီးတော့မှအဖြစ်လေးကိုကြည့်ပြလို့ရပါတယ်ရှင်မိမိသိကျင်တဲ့သူရဲ့နာမည်ကိုစိတ်ထဲကနေပြီးတော့မှရေပေါ့နော်ရှင်းရှုပ်ပြီးတော့မှမိတင်လေးကိုရှုပ်ပြီးပါလို့အကြံပြုပေးရသည်ရှင်အဆောတော့ရှင်ဒီခွေးမလေးကနေပြီးတော့စားပြီးတော့ကြည့်လိုက်ကြမယ်နော် တော်လေးကိုမိထားတဲ့သူလေးတွေအတွက်ပေါ့နော်ဟိုခုချင်းတဲ့သူလေးတွေရဲ့စိတ်ထဲမှာဖြစ်နေတဲ့သူရဲ့ရှင်ထဲမှာပေါ့နော်ကိုတင်အကြောင်းရာရှိသေးလားပေါ့နော်တင်ရှိသေးလားဆိုပြီးကြည့်ပြသွားပါမယ် through our ones ခုနပတ်သက်ပြီးတော့သူဘက်ကနေမျှော်လင့်နေတဲ့အနေအထားလေးတော့ဒီမှာတွေ့ရတယ်ပေါ့နော် all our cups our cups ကိုယ်စိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့ဒံယောစင်တွေပေါ့နော်ချစ်ချင်းမေတ္တာတွေကတော့ရှိပြီးသေးတဲ့ပုံစံမျိုးလို့တွေ့ရတယ်အဲအဲ့အတွက်ကြောင့်မလို့လဲသူ့မှာတခြားသူရှိမှာတခြားသူတွေရှိနေတယ်ပေါ့နော်အဲသူ့မှာရေချဲစရာတွေရှိနေတယ်ဆိုရင်တော့မှတခြားသူတွေကိုသူမမြင်မဲနဲ့ကိုယ်စိတ်ထဲသူ့စိတ်ထဲမှာကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲတွေးနေတာမျိုးလေးကိုချောင်းကို ပြေးပြီးလို့ရှိရင်ဗောနော်ကိုနှစ်ပတ်သက်တဲ့ကိစ္စရဲ့တေသူကောင်းနေဝင်လာပြီဆိုလို့ရှိရင်သူတခြားဟာတွေသိပြီးတော့မမြင်တော့တာမျိုးတခြားကိစ္စတွေကိုသူကောင်းနေမှာမရှိတော့တဲ့အနေအထားမျိုးပုံစံမျိုးလေးတွေ့ရတယ်ဗောနော်ကိုစီကနေလည်းကိုနှစ်ပတ်သက်တဲ့တစုံတစားဗောနော်အဆက်အသွယ်ကိုစီကနေပြီးတော့မှလို့ကစားရလေတွေကြားရမလဲကိုကမြန်သူ့ကိုပြန်ပြီးတော့မှဆက်သွယ်လာမလားဆိုပြီးသူ့ဘက်ကလည်းကိုနှစ်ပတ်သက်ပြီးတော့ညှော်လင်းနေတာမျိုးလေးပေါ့နော်ဆက်ထိုင်ရနေပြီးတော့မှအာမေတန်တာနေတာမျိုးလေးဒီမှာတွေ့ရပါတယ်ရှင် 看到完事，看到完事，这是啥？看到这个，太差了。这都离离离离的，都嘛？都。 မိသားစုတစ်ခုမှာပေါ့နော်တာဝန်ဝတရားတွေကိုယူထားရတာမျိုးအဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ကိုဦးစားမပေးနိုင်တာမျိုးကိုယ်နဲ့ပတ်သက်ပြီးတော့အဆုံးသတ်လိုက်ရတာမျိုးတွေပေါ့နော်မဖြစ်မနေပြောရမယ်ဆိုလို့ရှိရင်ဒီကိုယ်ယူထားတဲ့သူတွေတွေမှာကိုယ့်ရဲ့တစ်ဖက်သူကပေါ့နော်ဟိုမိသားစုတစ်စုမှာဝင်သားစုကိုတာဝန်ယူပြီးတော့မှရှာဖွေချုံ့နေရတာမျိုးတာဝန်ဝတရားတွေအများကြီးရှိနေတဲ့ပုံစံမျိုးလေးပေါ့နော်။အဲသူအဲ့အတွက်ကြောင့်မလို့အဲ့ဒီမိသားစုနဲ့ပတ်သက်တဲ့ဝန်တော်ဝင်ဖို့တွေဒုက္ခစားတွေအဲ့ဒီလူတွေနဲ့ပတ်သက်တဲ့ တာဝန်တွေကိုထမ်းဆောင်နေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့ဘာမှဟိုမျက်ခြေခွင့်မရှိဘူးဆိုတာပုံစံမျိုးလေးဒီမှာတွေ့ရတယ်ပေါ့နော်ကိုယ်စိတ်သူ့စိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးဘလောက်ပဲအမေတန်တာတရိယာပေါ့နော်ချစ်ချင်းတာတွေပဲရှိရှိသူဆက်သွယ်ရခွင့်မရှိဘူးဖြစ်နေတာမျိုးပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်သူ့ဘဝရဲ့အခြေအနေရာသူဒီလိုမျိုးတွေနေနေရတာမျိုးလေးကိုယ်နဲ့ဟို ဆောင်သေးဖို့အတွက်ဘလို့မှသူစဉ်းစားလို့မရတာမျိုးလေးပေါ့နော်အဲသူအဲ့အတကြောင့်မို့လို့လဲသူ့မှာလုံးဝဟိုပဲသူ့ဘဝကြီးသောက်ထုံးမျိုးမျိုးဖြစ်ပြီးတော့မှအဆုံးတက်သွားတယ်လို့မျိုးတစ်ခါတည်းရမှာပေါ့နော်တော်တော်လေးကိုနာနာနာချင်းချင်းနဲ့သူဆုံးဖြတ်ရတဲ့အနေထားမျိုးလေးသူမဖြစ်မနေဒီကိစ္စရဲ့ကြီးကိုရွေးချယ်လိုက်ရတာမျိုးပေါ့နော်ကိုမဆုံးလို့ချင်းမနဲ့ဆုံးလို့လိုက်ရတဲ့ပုံစံမျိုးလေးတော့ဒီမှာတွေ့ရပါတယ်ရှင် night or once ဖြစ်ဆောင်စခန်းခုနပြောသလိုပဲပေါ့နော်သုံးမိသားစုနဲ့ပတ်သက်ပြီးတော့ပဲဖြည်းဖြည်းတူယူတာဝန်ယူထားတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့မှသူ့မှာဘာမှကိုယ်နဲ့ပတ်သက်ပြီးစူးစမ်းခွင့်မရှိဘူးဆိုလို့ရှိရင်ဒါမှသူ့စိတ်ထဲကတော့ကိုယ့်ကိုတန်းတားနေတာမျိုးလေးပေါ့နော်ဘယ်တော့ပဲသူကိုယ်နဲ့ပတ်သက်ပြီးတော့စုံစည်းလို့မရဘူးပဲပြောပြောကိုယ်အကြောင်းလေးတွေကိုသူခဏခဏတွေးမိနေတာမျိုးလေးပေါ့နော်ကိုကိုစီကနေပြောမှဗာလင်းမြန်သိရမလဲဆိုပြောမှနားဆွေနေတာမျိုးလေးတစုံတယောက်စီကနေပြောသိရမလားဆိုပြောမ အဲကိုနဲ့သူနဲ့နေဆက်တဲ့နေရာတွေကနေပြီးတော့မှာပေါ့နော်ကိုကြောင်းလေးတွေကိုမျောလေးနေတာမျိုးလေးစုံစမ်းနေတာမျိုးလေးတွေ့ရတယ်ကိုစိတ်ထဲမှာလည်းကိုနဲ့ပတ်သက်ပြီးတော့ဘောနော်အတိတ်ကအကြောင်းအရာတွေကိုတော်တော်များများကိုစိတ်ထဲကနေပြီးတော့မမေ့နိုင်သေးတာမျိုး ဟိုဘောမှာဘလောက်ပဲတခြားတာဝန်ဝတရားတွေပေါ့နော်တခြားကိစ္စတွေနဲ့ပတ်သက်ပြီးလုံးတွေရှုပ်နေရှုပ်နေဟိုကိုကိုတော့အရင်ကားလိုပဲဆက်ပြီးတော့မှသူစိတ်ထဲမှာအရင်ကားတိုင်းပဲပေါ့နော်ရှိနေတော့မယ်ချစ်နေတော့မယ်ကိုเจ้าတွေကိုလည်းတတိယနေတော့မယ်ကိုနဲ့ပတ်သက်ပြီးတော့လည်း တင်တင်ချင်တဲ့ကိစ္စရဲ့နေတွေပေါ့နော်စုံစမ်းနေတာမျိုးလေးတွေနောက်ကနေလိုက်ပြီးတော့ကြည့်နေတာမျိုးလေးတွေပေါ့နော်ကိုယ်စီအဆက်အသွယ်ဒီမှာလောက်ဘူးဆိုလို့ရှိရင်ဒါမှမလုံးနိုင်ဘူးပေါ့နော်ဒီမှာကြည့်ရတဲ့အနေထားအရသူ့ရဲ့မိသားစုနဲ့ပတ်သက်တဲ့ဝန်တရားတွေများနေရတော့ကြောင့်မလို့ပေါ့နော်သူကိုယ်နဲ့ပတ်သက်ပြီးတော့ဘာဆိုဘာမှကိုသူ့ဘက်ကနေပြီးတော့မှ ဆက်သွယ်ဖို့အခွင့်အရေးမရတာမျိုးကိုယ်နဲ့သူနဲ့ဘယ်လိုမှနှိစက်ဖို့မဖြစ်နိုင်တာမျိုးလေးပေါ့နော်သူအဲ့အတွက်ကြောင့်မို့တော်တော်လေးလေးစိတ်ထိခိုက်နာကျင်နေရတာမျိုးလေးတွေကိုယ်နဲ့ပတ်သက်ပြီးတော့သူတော်တော်လေးဟိုမှာတတိယတန်းတားနေရမျိုးလေးတော့ဒီမှာတွေ့ရပါလေရှင်ခုနပြောသလိုပဲဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်သူတခြားရွေးချယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူမိသားစုကိုဒါဝင်တရားတွေထမ်းဆောင်မှုပေါ့နော်သူမိသားစုနဲ့ပတ်သက်ပြီးတော့မှသူပဲဥစားအောင်ပြီးတော့မှဆောင်ရွက်ရမယ့်အရာတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ ဟိုစဉ်းစားဆုံးတခြားခုမှာစဉ်းစားဆုံးပြထားတာမျိုးလေးပေါ့နော်မဖြစ်မနေရွေးချယ်လိုက်ရတဲ့အနေအထားမျိုးလေးလို့ဒီမှာတွေးရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လည်းအခုလက်ရှိအနေအထားအရသူဒီတိုင်းမဆက်ပြီးသွားနေရအောင်မှမို့လို့ပေါ့နော်သူပျော်ရွှင်မနေဘူးကိုနဲ့ပတ်သက်ပြီးတော့မယ်ကိုနဲ့ပတ်သက်ပြီးတော့သူ့အိမ်ထဲမှာတော့အပြေးအဝအရင်ကလိုပဲချင်းချင်းတဲ့ဓာရီကပြေးဝရှိနေတော့မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လည်းသူခုလည်းရွေးချယ်လို့မရအောင်ပေါ့နော်သူကရဲ့ဥစားပေး တခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့သူမျိုးချက်လိုက်ရတဲ့အတွက်ကြောင့်မလို့အဲဒီစိတ်ဓာတ်ယာယီနဲ့သူဆက်ပြီးတော့မှခုလက်ရှိမှာတွားနေရတာမျိုးလေးပေါ့နော်မပြောရွှင်ရဘူးဆိုတဲ့ပုံစံမျိုးလေးတော့ဒီမှာတွေ့ရပါတယ်ရှင်။ဒါလေးကတော့ group one group one လေးတွေအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်။အဆလို့ရှင် group 2လေးစီကိုတွားလိုက်မယ်နော်။ကလေးဝေးထားတဲ့သူလေးတွေအတွက် စပတ်သူရဲ့ရှင်ထဲမှာပေါ့နော်ကိုကဘယ်လောက်ထိနေရာယူထားလဲပေါ့နော်သူရှင်ထဲမှာကိုရှိသေးလားကိုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေသူတတိယနေသေးလားစဉ်းစားနေသေးလားပေါ့နော်ကိုအကြောင်းကိုသူသူရှင်ထဲမှာကိုနဲ့ပတ်သက်တဲ့ကိစ္စတွေရှိနေသေးလားဆိုတာလေးကိုကြည့်ပြီးသွားပါမယ် လူတို့ဝေထားတဲ့သူတွေတွေအတွက်တခြားတစ်ဖက်သူရဲ့ရင်ထဲမှာပေါ့နော်ကိုယ်ရှိနေသေးလားဆိုတဲ့အကြောင်းအရာလေးကိုကြည့်ပြီးသွားမှာပဲဖြစ်ပါလို့ရှိရင်ဟာမန်အဟမ်းမန်တမော so authentic. အနောက်ကဒီကူရထားတဲ့သူတွေအနေနဲ့ကလည်းအခုလက်ရှိမှာကအဲတစ်ဖက်သူကပေါ့နော်ဘာမှသူဆက်ပြီးမှလုပ်နေရမျိုးမရှိဘူးပေါ့နော်သူ့ဘဝကိုသူအသားလေးပဲဒီတိုင်းလေးအတွင်းနဲ့ အတွေးတွေပဲတွေးနေပြီးတကယ်လက်တွေမှာဘာမှလုပ်နေတရားမျိုးမတွေးသေးဘူးပေါ့နော်အဲသူဘေးနားမှာတခြားသူတွေအများကြီးရှိနေတယ်ဆိုလို့ရှင်တော့မှသူ့မှာကအဲ့လူတွေနဲ့တူတူဟာမိုနီဖြစ်ဖို့အတွက်သူတော်တော်လေးကြိုးစားနေရတာမျိုးလေးပေါ့နော်အဆင်ပြေမနေဘူးဆိုတဲ့ပုံစံမျိုးလေးတော့ဒီမှာတွေ့ရပါတယ်ရှင်ဒီခုဝေးထားတဲ့သူလေးတွေရဲ့တစ်ဖက်သူကပြောမယ်ဆိုလို့ရှင်အခုချိန်မှာသူစိတ်စိတ်ပိုင်းဆိုင်ရာအရာတော်တော်လေးကိုနာကျင်နေရတာမျိုးလေးပေါ့နော်စိတ်ထဲမှာအဆင်မပြေဖြစ်မနေဖြစ်မနေဘူးပေါ့နော် sorry တခြားသူလေးတွေသူပေးနာမှာထားပါတော့မိသားစုတွေမိတ်ဆွေတငယ်ချင်းတွေတခြားအပေါင်းအသင်းတွေအများကြီးရှိနေတယ်ဆိုလို့ရှင်တော့မှအဲ့ဒီသူတွေကိုနားမှာရှိနေကြကိုသတိမပြုမိဘူးပေါ့နော်တခြားသူတွေနဲ့တို့တို့ပြပြရွှေရွှေနေလိုက်ဖို့ဒီလည်းသူမစွမ်းနိုင်မှုဖြစ်နေတယ်မစွမ်းဆောင်နိုင်မှုပေါ့နော်အဲ့လိုမျိုးအများကြီးနဲ့တို့တို့ ဟာမိုနီဖြစ်ဖို့အတွက်ဒိုင်ယောနီထွေဖြစ်ဖို့အတွက်သူတော်တော်လေးကိုစူးစမ်းနေရတာမျိုးလေးသူစိတ်တွေအဆင်ပြေမနေဘူးပေါ့နော်အတွေးတွေနဲ့သူပြင်ပန်းနေရတာမျိုးလေးနာကျင်နေရတာမျိုးလေးတွေခွန်တက်ရှိမှသူဘာမှမလုပ်နိုင်ဘူးပေါ့နော်အရှင်မယူနိုင်ဘူးအတွေးတွေနဲ့ပဲသူအချိန်ကုန်နေတဲ့ပုံစံမျိုးလေးတော့ဒီမှာတွေ့ရပါတယ်ရှင်မနက်9:00ပန်တကယ်ဆိုတော့လေသူဖြည်းဖြည်းလေးပဲဘဝဟိုပုံမှန်လေးပဲဒီတိုင်း စင်းပြောတယ်ဆိုပုံစံလေးတိုင်းပဲနေနေရပေါ့နော်ဘာမှတက်တက်ကြွကြနဲ့အရန်ကြီးဟိုစိတ်အားထက်တန်ပြီးတော့လှောက်ရှားနေတဲ့ပုံစံမျိုးလေးမတွေ့ဘူးပုံမှန်လေးပဲနေတယ်ပုံမှန်လေးပဲမတော်ဆက်ရှိရလေးလုတ်ပြီးတော့မဘဝကိုဘယ်လိုပြောမလဲတက်တက်ကြွကြနဲ့ပျော်ပျော်ရွှင်ရွှင်ဖတ်တန်းနေတာမျိုးတော့မတွေ့ရဘူးပေါ့နော်အခြားသူတွေနဲ့အတူတူသူအဆင်ပြေဖို့အတွက်တော်တော်လေးကြိုးစားနေရတာမျိုးလေးတွေခက်ခဲနေတာမျိုးလေးတွေ့ရတယ် night or once oh sorry kind of once နော်ဝမ်းတလပါသူစိတ်ထဲမှာတော့ဒီဟိုဘယ်လိုပြောမလဲချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့သူပြောပြောရှင်းရှင်းလေးရှင်းရှင်းနဲ့အချင်းနဲ့ပတ်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့သူအဆင်ပြေပြောရှင်းရှင်းနဲ့ပုံစံမျိုးလေးတွေ့ရပြီပဲတကယ်လက်တွေ့မှာသူဘာမှစူးစမ်းအထောက်နေတာမျိုးလေးမတွေ့ဘူးပေါ့နော်ဒီတိုင်းလေးပဲသူစိတ်ထဲမှာရှိနေတဲ့ပုံစံမျိုးတိုင်းပဲသူစိတ်ထဲမှာပဲစိတ်ကူးနေတာပေါ့နော်တကယ်လက်တွေ့စန္ဒားတွေကိုအကောင့်ထဲပေါ်နေတဲ့ပုံစံမျိုးတော့မတွေ့ရဘူးလို့ဒီမှာတွေ့ရပါတယ်ရှင်နောက်တစ်ခုကလည်းသူ8.1 ပြောင်းလဲတော့လုံးချင်တယ်ပေါ့နော်သူခုခုပြောင်းလဲဖို့အတွက်ဟိုစိတ်ရင်ထဲမှာတော့ရည်ရွယ်ထားပြီမဲ့တကယ်လက်ရှိခုလက်ရှိမှာတော့သူဘာမှလုပ်နေသေးဘူးပေါ့နော် four of ones eight of ones ရယ် four of pentacles သူရဲ့အတွေ့အထိကိုတော့သူလှုပ်မချနိုင်ဘူးဒါပေမဲ့တကယ်လက်တွေ့မှာလဲလုံနိုင်လားဆိုတော့သူမလုံနိုင်သေးတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော် ခုစိတ်ထဲမှာကသာမတော့ကိုယ်နဲ့ပတ်သက်ပြီးတော့မှအဆင်ပြေနေဘူးပေါ့နော်အခုလက်ရှိမှာတွန့်လို့တန်လန်းနေသူနဲ့အတိအကျပြတ်သွားတာမျိုးလည်းမဟုတ်သေးဘူးအဆင်ပြေနေလားဆိုလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ်မေးလားဆိုလည်းမမေးသေးဘူးပေါ့နော်အဆင်ပြေခြင်းနဲ့ပြတ်ပြတ်ရှည်ရှည်လေးအရင်လိုပြန်ပြီးတော့မှအဆင်ပြေခြင်းနဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်ပေါ့နော်သူစိတ်ထဲမှာဒါပေမဲ့တကယ်တမ်းမှာအဲ့ဒီအဲ့ဒီအတွေးတူကိုတကယ်ဆောင်ရွက်တဲ့ပုံစံမျိုးလေးတော့မတွေ့ရသေးဘူးပေါ့နော် အဲဆွလို့လာဆိုလို့ရှိရင်လည်းမဆွလို့ဘူးအဲဒီစာနာတွေကတော့သူ့ညမှာရှိနေတော့မန်ကိုနဲ့ပတ်သက်ပြီးတော့လည်းသူအတွေးတွေတဲမှာတော့ရှိတယ်ပေါ့နော်ကိုရန်ထလို့ပို့ကြတော့သူမဝင်မရဖြစ်နေတာမျိုးတကယ်ဆောင်ရွက်ဖို့ကြတော့သူမလုံနိုင်ဘူးဖြစ်နေတာပေါ့နော်အနေထားတကူကလေသူ့ပုံသူ့ပုံစံကခုလက်ရှိမှာသူဘာမှမလုပ်သေးဘူးဆိုတဲ့ပုံစံမျိုးလေးတော့တွေးရတယ်ဟောဝမ်း ဆိုတကယ်ညှော်လင့်နေတာကအရင်လိုပြန်ပြီးတော့အဆင်ပြေဖို့ပဲဖြစ်ဖြစ်အဲချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့သူပြောပြောရှင်းရှင်းအပေးယူမျက်မျက်တာတာနဲ့သွားခြင်းနဲ့ပုံစံမျိုးတော့တွေ့ရတယ်ဒါပေမဲ့တကယ်လက်တွေ့မှာဆောင်ရွက်ဖို့ကြတော့သူဘယ်လိုပြောမလဲကိုယ်ဘက်သူ့ဘက်ကနှုတ်ရှားဖို့တဲ့တခြားသူဘက်ကကိုယ်ကန့်လန့်လာမှာမျိုးတခြားသူဘက်ကတစ်ဖက်တစ်ဖက်လူကပေါ့နော်သူ့စီကိုဟိုဆက်သွယ်လာမှာမျိုးအဲ့လိုမျိုးကိုသူထိုင်ပြီးတော့စောင့်နေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဟိုသူ့ရှင်ထဲမှာပဲစံသားတွေကိုတင်ထားပြီးတော့မှတကယ်တမ်းသူဘာမှထပြီးတော့နှုတ်နေတဲ့ပုံစံမျိုးမတွေ့ရဘူးပေါ့နော် သထဝါသထဝါရဲ့ final cuts သူအပြောင်းလဲလုပ်ချင်တဲ့ဆန္ဒတော့ရှိပေမဲ့တကယ်တမ်းကျတော့သူလုပ်ဖို့မဝင်ရဲမရဲဖြစ်နေတာမျိုးသူရဲ့အတ္တတွေကိုသူမစွန့်လွတ်နိုင်တာမျိုးပေါ့နော်ဟိုသူစိတ်ထဲမှာပြည်နေခြင်းနဲ့စိတ်သာရှိနေတာတကယ်တမ်းသူထပြီးတော့မှဆက်သွယ်လိုက်ဖို့ဆက်သွယ်လုပ်ဖို့ဒါမှမဟုတ်ရှင်သွားပြီးတော့မှလူကိုယ်တိုင်တွေ့တာမျိုးပဲဖြစ်ဖြစ်ပုံဆက်တာမျိုးဖြစ်ဖြစ်စာပို့တာမျိုးဖြစ်ဖြစ်လုံလိုက်လို့ရတယ်ဆိုပေမဲ့သူကသူ့ရဲ့အတ္တမာနတွေဘယ်လိုပြောမလဲ အဲ့လိုမျိုးသူ့ရဲ့သန္တာတွေသူ့ရဲ့မာနာသူ့ရဲ့တိတ်ခါတွေကိုပေါ့နော်သူအရန်ကိုပဲဆုပ်ကန်ထားတဲ့အတွက်ကြောင့်မလို့သူအဲ့လိုမျိုးချက်ချင်းလောက်ကိုဆောင်ရဲပို့တော်တော်လေးခက်ခဲနေတာမျိုးတွေတွေ့ရတယ်နောက်ဆုံးကြလို့ရှိရင်သူ့ရဲ့စိတ်ဆန္ဒတွေကိုဘယ်လိုပြောမလဲသူတကယ်ဆောင်ရဲနိုင်မှာအနေထားမျိုးတော့ဒီမှာမတွေ့သေးဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်တထာဝါရဲ့ဖိုင်ရောခတ်စီရဲ့ဆိုတော့လေ သူမျောလင်းချက်တွေနောက်ဆုံးတာလွန်ချင်းဆုံးရှုံးသွားမဲ့အနေအထားမျိုးလေးသူမျောလင်းထားသလိုဖြစ်မလာဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတော့ဒီမှာတွေ့ရတယ် Firecast ကလည်းသူဒီမှာစိတ်ပြတ်အားငယ်နေတဲ့ပုံစံမျိုးပေါ့နော်သူဆုံးရှုံးသွားတဲ့အရာတစ်ခုပေါ်မှာသူဘလို့မှပြန်ပြီးတော့မှဖတ်ဆယ်လို့မရတာမျိုးပြန်ပြီးတော့ပြင်ဆင်လို့မရတော့တဲ့အနေအထားမျိုးပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ကိုကိုသူတကယ်လက်တွေ့ဆောင်ရဖို့အတွက် လည်းလက်တွေကိုစီရောက်လာဖို့အတွက်တော့သူစူးစမ်းထုတ်နေတာမျိုးမရှိရတဲ့ကြောင့်နောက်ဆုံးမှာတော့သူစနစ်မပြေနိုင်ဘူးဆိုတဲ့အနေထားလေးတော့ဒီမှာတွေ့ရပါတယ်ရှင်။ဒီကောင်းစင်ကားသူ့ရင်ထဲမှာကိုရှိသေးလားဆိုတာကိုကြည့်တဲ့အတွက်ကြောင့်မလို့သူ့ရင်ထဲမှာကိုနဲ့ပတ်သက်ပြီးတော့ခံစားချက်တွေရရှိနေတော့မယ်။ဖက်ရှင်တွေလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့ဘယ်လိုပြောမလဲအဲ့ဒီအရာတွေကသူ့ရဲ့အတ္တတွေသိခါတွေမာနတွေပေါ့နော်။သူ့ရဲ့ခေါင်းမာခေါင်းမာတာမျိုးပဲဖြစ်ဖြစ်သူကသူ့ဆန္ဒသူ့ရဲ့ ဟိုအတ္တမာနာတွေကိုမလျှော့နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တကယ်တမ်းသူ့ရင်ထဲက CS နာတွေနောက်ကိုသူနိုင်မှာမဟုတ်ဘူးပေါ့နော်သူ့ကိုသူပဲပို့ပြီးတော့ချက်တဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုသူသူ့ဘက်ကနေစဆောင်ရတာမျိုးတွေကလန်းနာမျိုးတွေတော့လုံးမမဟုတ်ဘူးလို့ဒီမှာတွေ့ရပါတယ်ရှင်သူ့ရင်ထဲမှာကိုရှိသေးလားဆိုရင်တော့သူ့ရင်ထဲမှာကိုရှိနေသေးတယ်သူကိုယ်တိုင်လည်းခုလက်ရှိမှာပေါ့နော်အဆင်မပြေနေတဲ့အနေအထားမျိုးတွေတခြားသူတွေနဲ့တူတူဟိုနိုင်ရုံကြီးတွေဖြစ်အောင်မနေနိုင်သေးဘူးဖြစ်နေတာမျိုးတွေပေါ့နော်ခုလက်ရှိမှာ စိတ်ဓာတ်စိတ်ထဲမှာပဲစမ်းသားနေရှိနေပြီးတော့မှတကယ်လက်တွေဆောင်ရတာမျိုးမရှိရအတွက်ကြောင့်မလို့သူလည်းအဆင်ပြေပြေဖြစ်နေတာမျိုးလေးဒီမှာတွေ့ရပါတယ်ရှင်။ဒါလေးကတော့ခလူတူလေးတွေအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်။အဲဆိုရင်ခလူတူလေးစီကိုသွားလိုက်မယ်နော်။ဒီလိုဝေထားတဲ့သူတွေတွေအတွက်ကြည့်ပြသွားမှာပဲ အဖက်သူရဲ့ရင်ထဲမှာတင်တင်ရှိနေသေးလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သူဘာလေးစဉ်းစားနေလဲတွေးနေတဲ့သတိရသေးလဲပေါ့နော်ကိုချောင်းနေရှိနေသေးလားတွေးနေမှာကိုနဲ့ပတ်သက်ပြီးတော့ဘာလေးရှိသေးလဲဆိုတာလေးကိုရှင်းပြတော့ပါမယ် ဟိုသူလေးတွေကတစ်ဖက်သူရဲ့ရင်ထဲမှာကိုရှိသေးလားဗောနော်အားလေးကိုကြည့်ပါမယ် my the judgment experience 701 701 70 source ဒီတော့ဆိုဒီခုတွေ့ဝေထားရတဲ့သူလေးတွေရတဲ့ဖက်သူမ သားလေးဟိုသူကသူကိုယ်တိုင်ခုလက်ရှိမှာအဆင်ပြေမနေဘူးပေါ့နော်ကိုเจ้าနေသူတွင်းနေတော့မဲ့ကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူမေ့မရသေးဘူးပေါ့နော်အားတရံကိုနဲ့ပတ်သက်ပြီးတော့မှသူကိုမသိအောင်ပေါ့နောက်ကနေပြီးတော့မှစုံစမ်းတာမျိုးဖြစ်ဖြစ်ကိုเจ้าနေကိုသိချင်နေသေးတာမျိုးပေါ့နော်သူကိုယ်တိုင်လည်းသူကိုယ်သူအဆင်ပြေအောင်စူးစမ်းနေထိုင်နေရမျိုးလေးပေါ့နော်အားတရံမှာတော့ဟို ဒီ connection ကိုပြန်ပြီးတော့မှအစပြုရှင်တာမျိုးလေးတခါတည်းစိတ်ထဲမှာဖြစ်ပေါ်လာတာမျိုးလေးတွေရှိတတ်တယ်အဲသူ့ရဲ့စိတ်တွေကိုယ်တိုင်ကလည်းသူ့ရဲ့စိတ်ထဲမှာလည်းပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့တွေးလိုက်တိုင်းမှာအဆင်မပြေနိုင်အဆင်မပြေနေဘူးပေါ့နော်သူ့စိတ်တွေကိုသူမနေချုပ်တီးပြီးတော့မှနေထိုင်နေရတာမျိုးလေးတွေသူ့တရားတွေကိုသူမနေကိုစားနေရတာမျိုးလေးတွေအထက်ကအရာတွေပေါ်မှာသူလက်မလွတ်နိုင်တာလက်မလွတ်နိုင်တဲ့အခြေအနေမျိုးလေးတွေရှိတယ်ပေါ့နော် တခါတည်းဒီခန်းစားချက်ကြီးကနေပြီးတော့မှရုံထွက်ခြင်းပေမဲ့သူဘလို့မှရုံထွက်လို့မရတဲ့အနေအထားမျိုးလေးတွေရှိတယ်။ကိုချောင်းတွေကိုလည်းသူတခါတည်းမှာ install လုပ်ပြီးတော့မှ live ပြီးတော့မှကြည့်နေတာမျိုးလေးတွေလိုမျိုးတွေဒီမှာတွေ့ရပါတယ်ရှင်။ဟာလေ77နေများ7 of pentacles တဲ့တခါတည်းပေါ်တော့သူစန္ဒာတွေ ပြန်ပြီးတော့ပြေးသွားလာမလားပေါ့နော်သူညှော်လင်းခဲ့တဲ့အရာတွေသူအရင်တုန်းကသက်တနာရှိခဲ့တယ်ဆိုလို့ရှိရင်ဒါမှနောက်ထပ်ထပ်ပြီးတော့မှသူနဲ့ကိုယ်နဲ့အဆင်ပြေနိုင်သေးလားဆိုပြီးတော့မှသူတစ်ခါတလေစိတ်ကူးနေတဲ့ပုံစံမျိုးလေးတွေဒီမှာတွေ့ရတယ်ပေါ့နော်နောက်ထပ်တစ်ခါထပ်ပြီးတော့ကြိုးစားခွင့်ရှိသေးလားသူနဲ့ပြန်ပြီးတော့မှအဆင်ပြေဖို့အတွက်သူကြိုးစားမယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်လားပေါ့နော်သူကသူကလည်းပြီးတော့မှအဲ့လိုမျိုးလေးတွေတွေးနေရမျိုးလေးဒီမှာတွေ့ရတယ်ပေါ့နော်ဒီမှာလည်းဆက်စောခတ် ကိုလည်းသူစိတ်ထဲမှာအမှတ်တရတွေကိုယ်နဲ့ပတ်သက်ပြီးတော့မှ memory တွေတက်လာတဲ့အချိန်တွေမှာဆိုလို့ရှိရင်သူကိုယ်နဲ့ပတ်သက်ပြီးတော့မှတိုက်ဆိုင်မှုတွေရှိတာနဲ့သတိရနေတာမျိုးတွေပေါ့နော်အဲလိုလေးဒီမှာတွေ့ရပါတယ်ရှင်ဒီဘက်ကနေပြတော်တော်လေးတော့ပြန်ပြီးတော့မှအဆင်ပြေနေတာမျိုးလေးတွေပေါ့နော်အဲလိုမျိုးလေးတော့ဒီမှာတွေ့ရတယ် တခါတည်းသူစိတ်ကိုသူပြန်ပြီးတော့မှအဆင်ပြေဖို့ပေါ့နော် healing လုပ်ပြီးတော့မှနေထိုင်ရတဲ့အချိန်လေးတွေရှိတယ်တော်တော်လေးကမှနာကျင်ရတဲ့အချိန်လေးမှာဆိုလို့ရှိရင်သူ့ကိုယ်သူမနေ့ကိုပြန်ပြီးတော့မှအဆင်အဆင်ပြေဖို့စူးစမ်းနေရတာမျိုးလေးတွေ balance ဖြစ်အောင်ပေါ့နော်သူဘာလို့သူ balance ဖြစ်ဖို့အတွက်မနေ့စူးစမ်းနေရတဲ့အနေအထားမျိုးလေးတော့ဒီမှာတွေ့ရပါတယ်ရှင်။ Inauthentic ူအပေါ်ရမှာမကြောပြီးတော့မှပြတ်သားတယ်လို့ထင်ရပေမဲ့သူစိတ်ထဲမှာကျတော့ကိုယ်နဲ့ပတ်သက်လို့ရှိရင်မပြတ်သားနိုင်သေးတာမျိုးလေးတော့ဒီမှာတွေ့ရတယ်ပေါ့နော်ထင်တယ်လို့ရှိရင်ကိုယ်စီကိုပြန်ပြီးတော့မှလာချင်တာမျိုးလေးကိုယ်နဲ့ပတ်သက်ပြီးသူရဲ့စိတ်ထဲမှာမျှော်လင့်ချက်တွေရှိနေသေးတာမျိုးအဲ့ညလေးချက်တွေကိုသူအဆုံးမတတ်နိုင်တာမျိုးပေါ့နော်သူကိုနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ချင်တာမျိုးလေးတွေလည်းရှိသေးတယ်အဲကိုကိုကြောင့်မို့လို့ပေါ့နော်သူပျော်ရွှင်ခဲ့ရတဲ့အမှတ်တရတွေအဲ့အရာတွေကိုလည်းသူပြန်လိုချင်နေတာမျိုးလေးတော့ဒီမှာအများကြီးတွေ့ရပါတယ်ရှင် ခုနပတ်သက်တဲ့သူ့ရဲ့စိတ်ထရခံစားချက်တွေကလည်းအခုချိန်ထိ strong ဖြစ်နေတာမျိုးလေးပေါ့နော်အဲ့ခံစားချက်တွေကလည်းလုံးဝခိုင်ပါတယ်ပြောင်းလဲသွားမယ့်အနေအထားမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ तू ကနည်းနည်းလေးဘယ်လိုပြောမလဲအဲမာနာကြီးတဲ့ပုံစံမျိုးလေးပေါ့နော်အပေါ်အရာဖြင့်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့စိတ်ကမကြောတယ်လို့ထင်ရတယ်ဒါပေမဲ့တကယ်တကယ်စိတ်ထဲမှာကျတော့ကိုယ်ကိုတော်တော်လေးတတိယနေရာမျိုးလေးတွေကိုနဲ့ပြန်ပြီးတော့အဆင်ပြေဖို့အတွက်အဲသူ ပြန်အခွင့်အရေးရလို့ရှိရင်ပြန်စူးစမ်းကြည့်တာမျိုးလေးပေါ့နော်ကိုကိုလက်မလွတ်နိုင်သေးတာမျိုးဟိုသူကသူလည်းဟင်းလင်းဖြစ်ဖို့အတွက်နည်းနည်းစူးစမ်းပြီးနေထိုင်နေရတဲ့အနေအထားမျိုးလေးတွေဒီမှာတွေ့ရပါတယ်ရှင်ကိုကြောင်မလို့လေသူအစဉ်ပြေခဲ့တဲ့အချိန်တွေကိုသူတရိရလိုက်တိုင်းသူပြန်ပြီးမျှော်လင့်ချက်တွေဖြစ်လာတယ်ပေါ့နော်ကိုပုံပြီးတရိရတာတွေဖြစ်လာတယ်လို့ဒီမှာတွေ့ရပါတယ်ရှင်။နားလေအေးဆုံးခတ်ကိုနဲ့ပတ်သက်ပြီးတော့အစ်ကိုပြန်ပြီးမ နောက်တစ်ခါပြန်စားခွင့်ရလို့ရှိရင်တော့သူဘက်ကနေပြီးတော့မှပြန်စားကျင်တာမျိုးလေးတွေ့ရတယ်လောလောဆယ်မှာတော့သူအရှင်ယူဖို့တော့ရှိအောင်မှမဟုတ်ဘူးပေါ့နော်သူကပုံမှန်အဖြစ်နဲ့မာနာကြီးတဲ့သူမျိုးဆိုလို့ရှိရင်အဲအဲ့တိုင်းလေးပဲဆက်ပြီးတော့မှရှိနေအောင်မှမျိုးဒါပေမဲ့သူရဲ့စိတ်ထဲကအတိုင်းဆိုလို့ရှိရင်တော့ကိုယ့်ကိုတော်တော်လေးကိုတတိယနေတဲ့ကိုယ်နဲ့လည်းပြန်ပြီးတော့အဆင်ပြေဖို့အတွက်ကြိုးစားနေရမျိုးလေးတွေ့ရတယ်ကိုယ်နဲ့အဆင်ပြေဖို့လေသူဘက်ကနေပြီးတော့မှတော့ဆရာရှိရတယ်ပေါ့နော်စူးစမ်းပြီးတော့မှလာအောင်မဲ့အနေထားမျိုးနဲ့ဒီမှာကြည့်ရပါတယ်ရှင်ဘလူးသူလေးတွေကိုကြည့်နေတဲ့သူတွေတွေအတွက်လေး တစ်ခါသူကပြန်ပြီးတော့မှအစ်စ်ကနေပြန်စားဖို့အတွက်သူလုံးဆရာရှိရလေလုံးမဲ့ဒါပေမဲ့အခုလက်ရှိမှာလည်းသူကကနေပြီးတော့မှဟိုကိုယ်ကိုမေးဖို့အတွက်တရိယာတရိယာဖို့ကိုယ်ကိုတရိယာနေတဲ့အချိန်တွေကိုပေါ့နော်သူအလုပ်တွေလုပ်နေတာမျိုးလေးတွေကိုယ်ချောင်းတွေးနေတဲ့အချိန်တွေမှာသူနာကျင်ရတာမျိုးလေးတွေအဲ့လိုမျိုးအချိန်တွေမှာဆိုလို့ရှိရင်သူအလုပ်တွေကိုပို့ပြီးတော့စ조사ပြီးတော့လုပ်တာမျိုးလေးနာကျင်တဲ့အချိန်တွေကိုသူ့ကိုသူမနှဲပြန်ပြီးတော့မှစ조사ပြီးရှင်းတန်းနေရတဲ့အနေအထားမျိုးလေးတွေဒီမှာတွေ့ရတယ်ပေါ့နော် ဒီခေါင်းစဉ်လေးတိုင်းပဲသူ့အိမ်ထဲမှာကိုရှိသေးလားဆိုရင်ကတော့ရှိနေသေးတယ်။ကိုကြောင့်လည်းသူနာကျင်နေရတာမျိုးလေးတွေ့တယ်။သူစိတ်ကိုသူတော်တော်လေးကိုစူးစမ်းပြီးတော့နှင်းနှင်းလုပ်ပြီးတရားတွေကိုကုစားနေရတာမျိုးလေးတွေအမှတ်တရတွေကိုလည်းသူပြန်ပြီးတော့တွေးတောနေတဲ့အနေအထားလေးတွေ့ရတယ်ပေါ့နော်။နမတခါကြလို့ရှင်လေအခွင့်အရေးသာရမယ်ဆိုလို့ရှင်ပေါ့နော်သူဘက်ကနေပြီးတော့မှမျှလင့်ချက်လေးထာ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 းသေးတယ်ကိုမြပြန်ပြီးတော့မှနောက်တစ်ချိန်ပြန်စားခွင့်ရမယ်ဆိုရင်သူစားချင်တာမျိုးလေးပေါ့နော်ပြင်းပြတာတွေလည်းတက်ကနေပြီးတော့မှပြန်ပြေးဖို့ပြန်စားဖို့အတွက်သူ တွင်းနေတာမျိုးတွေသူဆန္ဒတွေအဲ့လိုမျိုးတွေတော့ဒီမှာတွေးရပါတယ်ရှင်။ဒါလေးကတော့ခွေသွေးလေးအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးကြရတဲ့ကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲမိမိချစ်ခင်ရတဲ့သူလေးတွေနဲ့တရားပြောရှင်ဖို့နေ့ရက်လေးတွေကိုဖြတ်သန်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးကြရတဲ့ကျေးဇူးများကြီးတင်ပါတယ်။နောက်ရက်တင်များမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။